ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကို SD ကသုံးပြီးအခုလိုသိမ်းနေတုန်းဆိုလို့ရှိရင်တော့မိတ်ဆွေတင်ရခင်နောက်ကြနေပါပြီ။ဒါဆိုရင်ကျွန်တော်လွယ်လွယ်ကူကူနဲ့ဖုန်းတစ်လုံးရှိုံနဲ့ဘလို့ဓာတ်ပုံတွေဗီဒီယိုတွေကိုသိမ်းလို့ရမလဲဆိုတော့ဒီဗီဒီယိုလေးမှာပြောပြသွားမှာပါ။ကဲဒါဆိုရင်တော့ let's go ။ ခုလိုသိမ်းတဲ့အခါမှာလဲကျွန်တော်တို့ SD card တွေလို့16 GB 32 GB 64 GB လို့အဲ့လိုမျိုးတွေမဟုတ်ပါဘူး။သူက unlimited ပါ။ကိုသိမ်းနိုင်ရင်သိမ်းနိုင်တယ်လို့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့စဉ်းစားကြည့်မယ်နော်။ SD card နဲ့သိမ်းမယ်ဆိုလို့ရှိရင်လည်းကျွန်တော် SD card ကိုတော့မပြောက်အောင်ထိန်းသိမ်းဖို့လိုတယ်။အဲ့လိုပဲကျွန်တော်တို့အခုသိမ်းမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့သိမ်းမဲ့အရာလေးပေါ့နော်သူ့ရဲ့ပင်မဖုန်းနံပါတ်လေးကိုတော့ဖုန်းနံပါတ်ဆင့်ကတ်လေးကိုတော့မပြောက်ဖို့လိုတယ်။ကဲဒါဆိုရင်တော့ဘယ်လိုလုပ်ရမလဲ။အရင်ဆုံးကျွန်တော်တို့ဒီဆော့ဝဲလေးရှိရပါမယ်။ ဒီ software ကလူတိုင်းသိပြီးသားဖြစ်မှာပါဒါကတော့ Telegram ပါပေါ့နော် Telegram ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်က free အများကြီးသုံးလို့ရတယ်ကျွန်တော်တို့ရဲ့ data တွေကိုတော့မလုံခြုံအောင်မစိတ်ပူစရာမလိုပါဘူးဘာလို့လဲဆိုလို့ရှိရင်ဒီ Telegram founder Pavel Durov ကိုယ်တိုင်ကသူတို့ရဲ့အစိုးရအတော့ဒီ database ကိုချပြထားခြင်းမရှိဘူးဒီအကြောင်းအရနဲ့ပတ်သက်ပြီးတော့လက်တစ်ခါတော့သူတို့တွေတရားရင်ဆိုင်ခဲ့ရပါသေးတယ်ဒါကြောင့် Telegram မှာ data သိမ်းတာကတကယ်ကိုလုံခြုံပါတယ်အရင်ကတော့ထင်ခဲ့ဘူးတယ်ပေါ့နော်ဒီ Telegram မှာစင်ကတ်နှစ်ကတ်ပေါ့နော် င်ကနဂတ်ရှိလို့ရှိရင်စင်ကနဂတ် Telegram အကောက်ဖွင့်လို့ရတယ်။အဲ့ဒီအကောက်ကနေတခြားအကောက်ကိုလှမ်းပြီးပို့လို့ရှိရင် data တွေအတိမ်ပြုတ်လုံးလို့ရမယ်လို့ကိုကိုကိုတွေးခဲ့ဘူးတယ်။ဒါပေမဲ့အဲ့ဒီညာလည်းအဆင်ပြေတယ်အဆင်ပြေစင်းသလောက်။အကယ်၍ဒါကျွန်တော်ကတ်တကတ်ပြတ်သွားလို့ရှိရင်လည်းနောက်တစ်ကတ်ထဲမှာတိမ်ပြီးသားကြရပေါ့နော်။ဘက်ကတ်တော့ယူထားတဲ့ပုံစံမျိုးဖြစ်တယ်။ဒီကောင်ကတော့ပုံမိုက်တာပေါ့နော်။ဒါပေမဲ့အဲ့ဒီအဲ့ဒီညာကကြတော့အရန်ကြီးကိုအတွက်ဘယ်လိုပြောမလဲလွယ်ကူမနေဘူးဗျာ။ဘာလို့လဲဆိုလို့ရှိရင် အကောင့်နှစ်ခုဖွင့်တခြားအကောင့်ကိုလမ်းပို့ပြီးွားလို့ရှင်တခြားအကောင့်မှာ data သိမ်းပါညာကြာနည်းနည်းလေးခက်ခဲနေလိမ့်မယ်လို့လည်းထင်တယ်။တချို့ iPhone တွေကြတော့ဒီ SIM card တကက်ပဲထိုးလို့ရပြီ SD card ကို site ထားတဲ့ပုံစံမျိုးရှိရပေါ့နော်။အဲ့လိုနေရာမျိုးမှာဆိုလို့ရှိရင်ဒီကောင်ကအသုံးဝင်လိမ့်မယ်။ဥပမာဘယ်လိုနေရာမှာအသုံးဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖုန်းထဲမှာ data တွေအရန်ပြည့်နေပေါ့နော်။ data ကိုဖြတ်လိုက်ရတဲ့အခါမျိုးမှာဆိုလို့ချင်းကိုကလည်းမဖြတ်ချင်ဘူးဆိုရင် SD ကတက်ကတ်သွားပြီးပြေးဝယ်မနေဘဲနဲ့ပေါ့နော် Telegram account လေးတစ်ခုဖွင့်ပြီးတော့အခုလိုမျိုးလေးလုပ်လိုက်လို့ရတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ပြောချင်တာတစ်ခုရှိတယ်တတိပေးချင်တာပေါ့နော်မြန်မာနိုင်ငံမှာရှိတဲ့အမျိုးသမီးတွေအများစုကျွန်တော် TikTok မှာဗီဒီယိုတွေရိုက်ကြရပေါ့နော် TikTok က effect တွေများတော့ရိုက်ကြရတယ်ပြီးတော့ဒီသူတို့က public နဲ့မထားပဲနဲ့ private နဲ့သူတို့ရဲ့ personal privacy တွေကိုရိုက်တယ်ပေါ့နော်သူတို့ရဲ့ privacy ပေါ့ဗျာသူတို့အဆင်ပြေလို့ရိုက်ကြတယ် ချွတ်ရိုက်တာပဲဖြစ်နေဘလို့ပဲဖြစ်နေဒါပေမဲ့သူတို့ကတော့ only mean နဲ့ထားထားတယ်ပေါ့ only mean နဲ့ထားထားတယ်ဆိုပေမဲ့စာပေါ်မှာဒီတန်းတက်ကြီးပေါ်နေပါပေါ့ဗျာနော်သူတို့တွေက effect တစ်ခုကိုသုံးလိုက်ပြီးဆိုတာနဲ့ပေါ့နော် effect sticker လေးပဲသုံးလို့အဲဒီကျွန်တော်တို့ကိုပြထားတာ sticker ဒါပေမဲ့သူတို့ရဲ့စာပါထဲမှာမြင်ရတာကြာကိုကကြာတော့အဲ့နေရာမှာ var sticker မှာခံမထားဘူးပေါ့နော်အဲ့လိုနေရာကြီးကဘလို့နေရာမှာကြောက်ဖို့ကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ဥပမာကျွန်တော်တို့ကပေါ့နော်ဒီ sticker လေးကိုယူလိုက်တယ်ဒီဒီတက်တော့ကနေ sticker လေးကိုယူပြီးကျွန်တော်တို့မျက်နှာကိုကာလိုက်တယ်စတေကာလေးကိုယူလိုက်တာကကြာ download ျွန်တော်ပေါ့နော်သူတို့ရဲ့ server နဲ့ ice တကလေးကို down ကျွန်တော်တို့မျက်နှာပေါ် off လိုက်ပြီးတော့ကျွန်တော်တို့က save လိုက်ပြီး export လုပ်လိုက်ပြီးဆိုတာနဲ့သူတို့ရဲ့ server ရောရောက်သွားပြီးအဲ့ချိန်မှာဆိုလို့ရှိရင် server ထဲမှာရောက်တဲ့ပုံစံက sticker ကတစ်ခု logo တစ်ခုပေါ့နော်အဲ့ဒီတော့ကျွန်တော် sticker လေးကိုဖယ်လိုက်လို့ရှိရင်ဒီဘက်မှာအုပ်ထားတဲ့ຢာတွေအလုံးမြင်ရလိမ့်မယ်ပေါ့နော်ဒါကဒါကြောင့် server down ကိုကောင်းကောင်းနားလည်စေချင်တယ်ဆိုတော့ကျွန်တော်ပြောခဲ့တဲ့ database ဆိုတာအဲ့ဒါပါပဲကျွန်တော်တို့ဒီ Power Drop ကလာအခုလိုမျိုး database ကိုအစိုးရအသင်သွင်းလိုက်မှာဆိုလို့ရှိရင် များစွာသော user တွေရဲ့ data တွေကိုအစိုးရကြည့်လို့ရမှာဖြစ်တယ်ပေါ့နော် database ကတော့အားလုံးကိုခြုံငုံပြီးတော့ပေါ့နော်အားလုံးကိုချုပ်ပြီးကြည့်လို့ရတဲ့အရာတစ်ခုဖြစ်တယ်ဒါကြောင့်ဒီ database ကိုအစိုးရကမပြတာကကျွန်တော်တို့အတွက်လည်းအရန်ကောင်းတယ်ကျွန်တော်ရဲ့ privacy ပုံတွေပဲဖြစ်နေတခြားအရာတွေကိုလည်းအခုလိုမျိုးတိမ့်ထားလို့ရတယ်ပေါ့နော်ကဲဒါကတော့ browser နဲ့ပြောပြတာဒါဆိုလို့ရှိရင်တော့ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော် Telegram account ထဲကိုဝင်လိုက်မယ်ဟုတ်ဒါဆိုရင်တော့ကျွန်တော် Telegram လေးကိုဝင်လိုက်မယ်ပြီးတော့ဆိုရင်ကျွန်တော် PB မှာအဆက်လေး30ရှိရဲ့ချက်နှိပ်လိုက်မယ် ပြီးရင်တော့ကျွန်တော်တို့ရေဒီမှာ new group ဆိုလည်းရှိတယ်အကောင့်လုံးနှိမ့်မယ်ဒီနေရာမှာကိုကြိုက်တဲ့ကောင်ကိုခဏထည့်ထားပါတော့ပြီးရင်တော့ပြန်ထုတ်มาဖြစ်တဲ့အတွက်ပေါ့နော်အစဉ်ပြေတဲ့လူတရားကိုထည့်လိုက်ပါတော့ဒီနေရာမှာကိုကြိုက်တာကိုထည့်လို့ရတယ်ဥမာကိုရီးယားကပ်ပဲဆိုလို့ရှိရင်လည်းကိုကောင်မလေးနဲ့ပဲဖြစ်နေတယ်အခုလိုထားထားပြီးတော့သူနဲ့ကိုနဲ့ရိုက်ခဲ့တဲ့ပြင်သွားတော့မှရိုက်ခဲ့တယ်ပေါ့နော်အလောက်ကိုနေပါညာတို့သိမ်းလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့တခြားတယောက်ဆိုလို့ရှိရင်လည်း အဲပေါ့နော်ခဏစမ်းထည့်ရဆိုလို့ကျွန်တော်စမ်းထည့်ရပေါ့ကိုကကိုက data ကိုရဲ့ data တွေ store လုပ်မှာဖြစ်တဲ့အတွက်ကျွန်တော် data store လို့ပဲရေးလိုက်မယ်အဲ database ပေါ့ဗျာနော်ပို့ပြီးတော့ mail ပါအောင် database ပြီးသွားပြီဆိုတော့အောက်မှာအမှန်ကြီးလေးရှိရနေလိုက်ပါဒါဆိုရင်တော့ရည်ပေါ့နော်အခုလိုမျိုးပေါ်ပြီဆိုလို့ရှိရင်ကိုကကိုကြိုက်တဲ့ data တွေကိုကြိုက်တယ်လို့ပို့လို့ရတယ်ဗီဒီယိုပို့မှာလားသချင်းပို့မှာလားပေါ့နော်အကြာကြီးတင်ထားလို့ရတယ်ကိုမဖြတ်ရင်မဖြတ်သလောက်ပေါ့နော်ဒီ data ရဲ့ဒီထဲမှာရှိလိုက်မှာပေါ့ ြီးွားတော့ပြီးွားကျွန်တော်တို့တခြားဖုန်းတစ်လုံးပြောင်းတဲ့အခါမှာဆိုလို့ရှိရင်လေဓာတ်ပုံတွေကိုကျွန်တော်စင်ကတ်တွေလို့ light ထိုးထည့်စရာမလိုတော့ဘူးဒီဖုန်းနံပါတ်လေးရှိအောင်ねအခုလိုတယ်လီဂရမ်ကောင်ဖွင့်လိုက်ပြီဆိုတာ ਨੇ ကျွန်တော်တို့ဒီပေါ့နော်ဒီ database ဆိုတဲ့ name လေးနဲ့အပေါ်ဆုံးမှာပေါ်နေလိုက်မယ်တော့ပေါ့နော်အခုလိုမျိုးလေးပေါ်နေလိုက်မယ်ကိုကဒီ data ထဲမှာကိုတယောက်တည်းသုံးမှာဖြစ်တဲ့အတွက်ဒီ CPR လို့ပါလို့လိုက်မယ်ဆိုတော့ကျွန်တော် remove လုပ်လိုက်မယ်။ကြာကြာလေးဖိပြီးတော့ remove from group လုပ်လိုက်ပါ။ဒါဆိုတော့ကိုတယောက်တည်းပဲရှိသွားပြီပေါ့နော်။ကို data ကြီးကြိုက်လာပို့လို့ရပြီ ဒီနေရာမှာဆိုလို့ရှိရင်လည်းပုံလင်းချိန်ထားလို့ရတယ်ပေါ့နော်ဒီမှာ set photo ဆိုတဲ့နေရာမှာကိုကြိုက်တဲ့ပုံတပုံ ထားထားလို့ရတယ်ပေါ့နော်ကိုပြီးတော့နောက်မှာ wallpaper ဆိုလို့ရှိရင်ကိုချိန်လို့ရတယ်အဆင်ပြေလို့အဲ့ဒါလေးကအရန်ကြီးတော့မလိုဘူးအဲဒါပေမဲ့အစောကပြောလို့ပဲအဲနည်းနည်းမှတ်မှတ်သားသားလေးဖြစ်အောင်လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းလုပ်လို့ရတယ်ပေါ့နော် okay ဒီနည်းလေးနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ phone store တွေကိုလည်းအစားသက်သာပြီးတော့ပေါ့နော်ဒီ SD card တွေဝယ်ပြီးတော့ကျွန်တော်တို့ရဲ့ phone ဓာတ်ပုံတွေပြီးတော့ video တွေသိမ်းနေတဲ့ ဒုက္ခအလည်းလွတ်သွားလိမ့်မယ်ပေါ့နော်ဒီနားလေးနဲ့အားလုံးအဆင်ပြေကြပါစေနောက်လာမယ့်ဗီဒီယိုမှာပြန်တွေ့ကြမှာဗျာဗီဒီယိုလေးကိုအစားဆုံးကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်